မှန်တိုင်းပြောရင်ဒီအပိုင်းမှာတချို့ brand တွေဈေးနှင်းငယ်တက်တာမျိုးရှိပေမဲ့ဈေးမတက်တဲ့အပြင်ဈေးချူချူနဲ့ဝယ်လို့ရမယ့်ဆိုင်ကယ်တွေလည်းအများကြီးရှိသေးတယ်။အားလုံးမင်္ဂလာပါကျွန်တော်ကြောအောင်မှာ motorbike order တယောက်ဖြစ်ပါတယ်။ဒါတော့ Camus Coco Superget 1 and Cycle ပါ။အခုဆိုရင်28သိန်းခွဲဝင်ကျင်မဲ့ရှိတော့တယ်။ဒါတော့ Cheyenne Dream 1တန်းဆိုင်ကပါအခုဆိုရင်25သိန်းခွဲဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ Canter Wave 1တန်းဆိုင်ကပါအခုဆိုရင်28သိန်းဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ Canter 15R ဆိုင်ကပါ အခုဆိုရင်28သိန်းခွဲဝင်ကြမယ်ရှိတော့တယ်။ဒါကတော့ PNC MS8 One Device ဆိုင်ကပါ။အခုဆိုရင်19သိန်းဝင်ကြမယ်ရှိတော့တယ်။ဒါကတော့ Camish Wave One ဆိုင်ကပါ။အခု26သိန်းဝင်ကြမယ်ရှိတော့တယ်။ဒါကတော့ Lodger Twin One ဆိုင်ကပါ။အခုဆိုရင်34သိန်းဝင်ကြမယ်ရှိတော့တယ်ဒါကတော့ OWS Scoopy ဆိုင်ကပါအခုဆိုရင်42သိန်းဝင်ကြမယ်ရှိတော့တယ် ဒါတော့ကမ်ဘူ1 divide r plus ဆိုင်ခဲ့ပါအခုဆိုရင်35သိန်းခွဲဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ကမ်ဘူ revet ev ဆိုင်ခဲ့ပါအခု34သိန်းဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ကမ်ဘူ vogio ev ဆိုင်ခဲ့ပါအခု43သိန်းဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ကမ်ဘူ brave warrior ev ဆိုင်ခဲ့ပါအခု44သိန်းဝင်ကျင်မဲ့ရှိတော့တယ် အခုပြပြသွားတယ်ပြုတ်ဆန်ကလေးနဲ့ EV ဆန်ကလေးအားလုံးဟာ round 25 model ကို brand new kilo zero နဲ့ရရှိမှာဖြစ်ပြီးတော့အားလုံး license ပါတွေပါဒါနဲ့အဲ့ဒီလိုတရုတ်ဆန်ကလေးဈေးပြန်ကျလာချိန်မှာဈေးကျရင်ကျစေးအတိုင်းမမှန်ကန်ကန်နဲ့ဈေးချူချူရောင်းပေးနေတဲ့ showroom တစ်ခုရှိတယ်အဲ့ဒါကတော့မန္တလေးမြို့59လမ်းနဲ့134လမ်းတောင်းက H5 ဆန်ကလေး showroom မှာအဲ့ဒီ showroom မှာနာမည်ကြီး brand တွေဖြစ်တဲ့ Cambo Dream 110 125R Plus Cambo Auto Kanda 125R Loja Dream 110 New Ambo Smart 110 OWL နဲ့ PNC ဒီစိုက်ထဲကဆိုင်ကလုံးစားတဲ့ဆိုင်ငယ်မျိုးစုံနဲ့ကမ်ဘို EV ဆိုင်ငယ်တွေပါ2025မော်တဲ့ Brand New မှာ license ပါတွေနဲ့ရောင်းချပေးနေတယ်ဆိုင်ပွင့်လာတာနှစ်ပေါင်း20ကျော်ရှိလာပြီဖြစ်တဲ့ H-Bike ဆိုင်ငယ်ရှိုးရူမှာကမ်ဘိုဆိုင်ငယ်အလုံးနဲ့ Logic ဆိုင်ငယ်တွေကို engine တနည်းတတိအဝကံပေးထားပါဗျာ။ Service ပိုင်းကိုလည်းတနည်းအတွင်းလက်ခအခမဲ့နဲ့ပြုပြင်ပေးနေတာပါ။ ဆိုင်ငတမိုးရေကနဦး၄၀ရာခိုင်နှုန်းပေးတွင်ပြီးလဆင်အရေးချက်စနစ်နဲ့ပါဝန်ဆောင်မှုပေးထားတယ်။ဒါကြောင့်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့တရုတ်ဆိုင်ငယ်လေးဈေးကြိုင်ချစေးတိုင်းဈေးနှုန်းမှန်မှန်နဲ့ရောင်းချပေးနေတဲ့ရှိုးရုံကိုလိုက်ရှာနေတယ်။လိုင်စင်မှာတရုတ်ဆိုင်ငယ် brand အစုံကိုတနီယာထဲမှာစုံစုံလင်လင်နဲ့ရွေးချယ်ဝယ်ယူနေဆိုရင် မန္တလေးမြို့59လမ်းနဲ့134လမ်းတောင်းက H5 ဆိုင်ကရှုံရှိနေတယ်ဆိုတာလိုင်းညွန်ပေးလိုက်ပြစေ။ဒါနဲ့တရင်ကောင်းကတော့ဒီဗီဒီယိုကိုရှယ်တာနဲ့ post ကိုပြပြီးဝယ်ယူမယ်ဆိုရင်မတူနစ်ကဆိုင်ကချစ်သူမိတ်ဆွေတွေကိုဈေးပို short ပေးသွားအောင်ပါပါ။အားလုံးကျေးဇူးတင်ပါတယ်။နောက်ရည်ဒီမှာလဲမိုတိုနီခဲဆိုင်ငယ်ချစ်သူမိတ်ဆွေတွေအတွက်အခြားတော်ကျုပ်ရှိစေမယ့်အကြောင်းအရာတွေကိုထပ်မံတင်ဆက်ပေးတော့ပါဦးမယ်။ဒါတော့ Gamis Gogos Bagat 1 and 2ပါ။အခုဆိုရင်28သိန်းခွဲဝင်ကျင်မဲ့ရှိတော့တဲ့ ဒါတော့ရှိုင်ယန်ဒရင်းဝန်တန်းဆိုင်ခဲ့ပါ အခုဆိုရင်25သိန်းခွဲဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ကန်တာဝေဝန်တန်းဆိုင်ခဲ့ပါ အခုဆိုရင်28သိန်းဝင်ကျင်မဲ့ရှိတော့တယ်ဒါတော့ကန်တာ15အာဆိုင်ခဲ့ပါအခုဆိုရင်28သိန်းခွဲဝင်ကျင်မဲ့ရှိတော့တယ်